အားလုံးမင်္ဂလာပါအဲ့တော့ဒီဗီဒီယိုလေးကိုလက်ဆင့်ကမ်းပေးဖို့ social media ပေါ်မှာ share ပေးဖို့ဘာကြောက် share ပေးဖို့ပြောလဲဆိုတော့ပထမဆုံးအနေနဲ့ပြောချင်တာကငလင်သိမ့်ပြည်သူတွေအတွက်ပေါ့နော်ဒီစိတ်ကူးသမှုခံခံယူတဲ့သူတွေဟိုလည်းကျန်းမာရေးစောင့်ရှောက်ဖို့လိုအပ်တဲ့သူတွေကိုနေပြည်တော်မှာဖွင့်ထားတဲ့ယာယီဆေးရုံနော်အရေးပေါ်ဆေးရုံဆိုပြီးတော့မှာဖွင့်ထားတယ်ပေါ့နော်အဲ့တော့အမေရိကန်နိုင်ငံကနေပြီးတော့မှာအမေရိကန်ဆရာဝန်တွေတူနာပြုတွေက24နိုင်လုံးကျန်းမာရေးစောင့်ရှောက်မှုတွေ ကိုယ်စိတ်ကူတောင်းမှုတွေအခမဲ့လှုပ်ဆောင်ပေးနေတဲ့တင်းဝင်ကျွန်တော်ဒီဗီဒီယိုလေးထဲမှာပြောပြပေးတာဖြစ်တာကြောင့်အဲကတော့ကြည့်တဲ့လူတွေအကုန်လုံးဆိုရှယ်မီဒီယာပေါ်မှာ lesson can share ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အဲတော့လိမ့်စာအနေကိုကျွန်တော်ပြောပြပါမယ်နေပြည်တော်ရွှေ့ချောင်းမြေဘလုံးကွင်းကြီးထဲမှာဖွင့်လှစ်ထားပါတယ်ဆရာဝန်တွေကတော့အမေရိကန်နိုင်ငံကဆရာဝန်တွေဖြစ်ပြီးတော့သူနာပြုတ်ကလည်းအမေရိကန်နိုင်ငံရပဲဖြစ်ပါတယ်24နိုင်လုံးစေကူတာပေးနေပြီဖြစ်ပါတယ်တို့ပတ်စံမလို့ဘူးချိုတေပိုကင်ချိတ်စာမလို့ဘူးနေပြီးတော့ရွှေချပင်းဘောလုံးကွင်းကြီးထဲမှာ ဘသူမစိုးအခမဲ့ကုသလို့ရတယ်ဘယ်ချိန်မစိုးဓာတ်ရိုက်သွားပြီးတော့မှ ကုသလို့ရပါတယ်ငလင်သိမ့်ပြီးတွေအတွက် နေပြီးတော့မှနေပြီးတော့ဘလုံးကွင်းကြီးထဲမှာဒီလိုမျိုးအခမဲ့အခမဲ့ကုသပေးနေတဲ့ဒီစေကန်းရှိတယ်စေယုံကြီးရှိတယ်ဆိုတဲ့အကြောင်းကိုတောင်းတတရားလက်စင်ကံပြီးတရင်ကောင်းပြပါလို့ကျွန်တော်တောင်းဆိုလိုပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုကဒီလောက်ပါပဲ။